ြေစိမပိတ်တယ်များအားလုံးပဲမင်္ဂလာပါခင်ဗျာမေလာ16ရက်ရက်တမြင်စိမ Prime Time မြေစိမတရင်အစီအစဉ်ကနေကြိုဆိုပါရယ်ဒီအစီအစဉ်ကိုကျွန်တော်ခန့်ရွေကတာဝန်ယူတင်ဆက်ပေးသွားမှာပါဒီကနေ့ကြည့်ရှုရမယ့်တရင်တွေကတော့ April လအတွင်းမှာမြို့နယ်140နီးပါးဖုန်းနဲ့ Internet line တွေဖြတ်တောက်ခံရတဲ့တရင်ဝါရင့်နိုင်ငံရေးသမားဒေါက်တာနေဝင်းကိုဂူတွင်းတကြုံမဲ့တရင် မဲလာစကန်ကို KNL ပူးပေါင်းတပ်တွေတရက်အတွင်းမှာပဲတိုက်ခိုက်သိမ်းပိုက်နိုင်တဲ့တဲ့နဲ့အီရန်ကိုစစ်ရေးအရေးယူမဲ့အရေးရှောင်ရှားနိုင်ဖို့သဘောတူညီချက်ရလိုနေပါဖြစ်ပြီးလို့ထရန့်ပြောတဲ့နိုင်ငံကတရင်အပါအဝင်ဒီကနေ့အတွက်နောက်ဆုံးရရွှေဈေးနဲ့ငွေဈေးတွေကိုတင်ဆက်သွားဖို့ရှိနေပါရခင်ဗျာပထမဆုံးတရင်သဘောအနေနဲ့ဧပြီလအတွင်းမြို့နယ်140နီးပါးဖုန်းနဲ့အင်တာနက်လိုင်းပြတ်တောက်ခံရတဲ့တရင်ကိုတင်ဆက်ပေးပါမယ် ဖုန်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်ခံထားရတဲ့မြို့နယ်တွေကဧပြီလအတွင်းမှာ138မြို့နယ်ရှိရလို့အတန်လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှှရှားမှုအဖွဲ့ကမနေ့ကမေလ15ရက်နေ့ကထုတ်ပြန်လိုက်ပါတယ်။ AR တိုင်းမှာ9မြို့နယ်၊ပဲခူးတိုင်းမှာ3မြို့နယ်၊ချင်းပြည်နယ်မှာ6မြို့နယ် ကချင်ပြည်နယ်မှာ18မြို့နယ်၊ကယားပြည်နယ်မှာ9မြို့နယ်၊ကင်းပြည်နယ်မှာ2မြို့နယ်၊မကွေးတိုင်းမှာ9မြို့နယ်၊မန္တလေးတိုင်းမှာ28မြို့နယ်၊မွန်ပြည်နယ်မှာ1မြို့နယ်၊ရခိုင်ပြည်နယ်မှာ18မြို့နယ်၊စကိုင်းတိုင်းမှာ28မြို့နယ်၊ရှမ်းပြည်နယ်အရှေ့အနောက်မှာတော့3မြို့နယ်နဲ့တနင်္လာရီတိုင်းမှာတော့သုံးမြို့နယ်တို့ဖုန်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်ခံထားရတယ်လို့အတန်ဖွဲ့စီကသိရပါတယ်။ အဲဒီကမှကချင်ကရားချင်းရခိုင်စတဲ့ပြည်နယ်လေးခုဟာအေဗလာတလအတွင်းဖုန်းနဲ့အင်တာနက်လိုင်းတွေပြည်နယ်တစ်ခုလုံးနှိပါပြတ်တောက်ရရှိရလို့ဆိုပါတယ်မန်လေးတိုင်းဒေသကြီးကတော့အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့တာကြောင့် Wi-Fi တွေကလွဲပြီးဆက်သွယ်ရေးလိုင်းတွေတိုင်းလုံးနှိပါအတိုင်းအတာနဲ့ပြတ်တောက်ခဲ့တယ်လို့အတန်အဖွဲ့ကဆိုပါတယ်ဒါပေမဲ့ဘယ်ဖုန်းလိုင်းတွေပြတ်တောက်ခဲ့တာကိုတော့တိကျဖော်ပြထားတာမရှိပါဘူးထုတ်ပြန်ချက်ထဲမှာတော့ထူးခြားဖြစ်စဉ်အနေနဲ့ မက်စလာနောက်ဆုံးဘက်ကစတင်ပြီးတန်တလေးချင်းချုံနယ်မြေဖြစ်တဲ့နောင်ချုံမြို့နယ်မှာဖုန်းသုံးပြုခွင့်ကိုဆက်ရေးတင်းကျပ်တာရရှိရလို့ဖော်ပြထားပါတယ်။တန်တလေးချင်းချုံနယ်မြေဖြစ်တဲ့နောင်ချုံမြို့နယ်မှာတော့နောင်ချုံမြို့နယ်မှာတော့ဖုန်းသုံးပြုခွင့်ကိုဆက်ဆေးတင်းကျပ်တာရရှိရလို့ဖော်ပြထားပါတယ်။ ပြီးခဲ့မတ်လ16ရက်ကနောင်ချိုမြို့နယ်တောင်ရက်ကွက်စင်ရေတနာပရိယတ်တိစာတင်၌ကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ပြီးတော့ဖုန်းလိုင်းခဏပြန်ဖွင့်ပြီးတဲ့နောက်ဖြစ်ပွားခဲ့တာဖြစ်တဲ့အတွက်အခုလို channel ၄ကလေးချောင်းအန်ရဲစိုးရိမ်မှုကိုအကြောင်းပြကဖုန်းအသုံးပြုပါကဒဏ်ငွေ10သိန်းထောင်ဒဏ်2နှစ်ချမှတ်မယ်ဆိုပြီးစစ်ဆေးတင်းကျပ်နေတာဖြစ်တယ်လို့လည်းထုတ်ပြန်ချက်ကဆိုပါရခင်ဗျာ ဒုတိယသတင်းအနေနဲ့ဝါရင်နိုင်ငံရေးသမားဒေါက်တာနေဝင်းကိုဂူတွင်းတကြိုရဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဝါရင်နိုင်ငံရေးသမားတဦးဖြစ်တဲ့ဒေါက်တာနေဝင်းခေါ်ကိုနေဝင်းရဲ့ရုပ်လံကိုဒီကနေ့ညနေ3နာရီဝန်းကျင်ကရန်ကုန်မြို့မြောက်ကလာမြို့နယ်မှာရှိတဲ့ရေဝဲတုတ်တံမှာဂူတွင်းတကြိုခဲ့တယ်လို့မိသားစုနဲ့ဤဆက်သူတွေကပြောပါရတယ်။ဒေါက်တာနေဝင်းဟာပြီးခဲ့တဲ့မေလ14ရက်မနက်2နာရီ15မိနစ်အချိန်မှာအဆုတ်ယောဂါနဲ့ရန်ကုန်အင်းစိန်စေယုံအဆုတ်ယောဂါအဆောင်မှာကွယ်လွန်သွားတာဖြစ်ပါတယ်။ သူကကွယ်လွန်ချိန်မှာတော့အသက်65နှစ်ရှိပြီဖြစ်ပြီးဆီယဝင်းနိုင်ငံရေးသမားတဦးလည်းဖြစ်ပါတယ်။သူကတရိတ်ဆန်ဆေးကုဆီယဝင်းတဦးဖြစ်ပြီးတော့1988ဒီမိုကရေစီအရေးတော်ပုံအတွင်းပါဝင်ခဲ့သူတဦးပါ။ရှစ်လလုံးရေးခင်းပြီးမှအမျိုးသားနိုင်ငံရေးတပ်ပေါင်းစုမှတွဲပတ်အထွေထွေအတွင်းရေးမှုအဖြစ်တာဝန်ထမ်းဆောင်နေချိန်ဒေါက်တာနေဝင်းကိုကွန်မြူနတီပါတီမှ ပါဝင်ခဲ့တယ်လို့ဆွဆွဲပြီးတော့1989ခုနှစ်ကနေ 2005ခုနှစ်ထိနိုင်ငံရေးမှုနယ်စစ်တပ်က1016နှစ်ချမှတ်ခဲ့ပါတယ်16နှစ်ထောင်ဒဏ်ချမှတ်ခံရပြီးတဲ့နောက်2005ခုနှစ်မှာထောင်ကပြန်လွတ်လာပြီးတော့2008ခုနှစ်မေလ2ရက်ကဖြစ်ပွားခဲ့တဲ့ Nagis မုံတိုင်းကြောင့်တည်ဆုံးခဲ့သူတွေကိုစနစ်တကျမြေမြုပ်တကြွခြင်းတို့ကိုလှုပ်ဆောင်မှုတို့ကြောင့်မတရားအသင်းဖွဲ့စည်းမှုဥပဒေနဲ့ ။တမီးဖြစ်သူမဖြူဖြူအောင်တရခံပြေးတူကိုနေမနေထိုင်ခွင့်ပြုတယ်လို့ဆွဆွဲချက်နဲ့စစ်အာဏာရှင်ဟောင်းဦးတန်းရွှေစစ်ဆိုရရဲ့ဖန်စီခြင်းကိုထပ်မံခံခဲ့ရပြီးထောင်ဒဏ်2နှစ်နဲ့9လထပ်မံချမှတ်ခဲ့ပြီးတော့တမီးဖြစ်သူမဖြူဖြူအောင်ကလည်းထောင်ဒဏ်6နှစ်ချမှတ်ခံခဲ့ရပါတယ်။မဖြူဖြူအောင်ကပညာရေးဥပဒေပြင်ဆင်ရေးနဲ့နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့်ဖန်စီခံရတယ်လို့လက်ရှိမှာလည်းတင်းရှောင်နေရပြီးတော့ အမျိုးသားဖြစ်သူဘကတခေါင်းဆောင်ចောင်းသားခေါင်းဆောင်ဟောင်းကိုချင်းဟာလည်းအင်းစိန်ထောင်မှာထောင်ကျခံနေရပါတယ်ခင်ဗျာဆက်လက်ပြီးတော့မဲလာစကန်ကို KNL ပူးပေါင်းတက်တွေကတရားအတွင်းတိုက်ခိုက်သိမ်းပိုက်တဲ့တဲ့နဲ့ဆက်ပါမယ်ထိုင်းညမှာနေဆက်အနီးကမဲလာစစ်ကောင်စီစကန်မော်ကွီးလူကိုကင်းမျိုးသားလွတ်မြောက်ရေးထက်မှာတော့ KNL ပူးပေါင်းတက်တွေကတရားအတွင်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းစစ်ရေးသတင်းရင်းမြစ်တွေကမြစီမာကိုပြောပါတယ်ထိုင်းမြန်မာနယ်စပ်စီးမြင်တဲ့10ကီလိုမီတာဝန်းကျင် ကွာမာတာရှိရဲ့မေလာစကန်ကိုမနေ့ကမေလာ15ရက်မနက်4နာရီကျော်ကစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးအင်းညံ့10နာရီကျော်မှာတိမ့်ပိုက်ရရှိခဲ့လို့တရင်ချင်းမြစ်စီကသိရပါဗျ။စကန်ကုန်းတိမ့်ပိုက်ခံလိုက်ရတဲ့စစ်ကောင်စီကဒီကနေ့မေလာ16ရက်မနက်ပိုင်းထိ၄ချောင်းတိုက်ခိုက်တာတွေပြုလုပ်နေတယ်လို့သိရပါဗျ။ဒါပြင်စကန်တိမ့်တိုက်ပွဲအတွင်း စကန်းဆွန်ခွာထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားတွေကိုလိုက်လံဖမ်းဆီးဖို့လဲကြိုးပမ်းနေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကဆိုပါတယ်စကန်းသိမ်းတိုက်ပွဲအတွင်းလက်နက်ခဲယမ်းတွေတင်းဆဲရမိတာရှိရဲလို့သတင်းရင်းမြစ်ကပြောပေမဲ့လည်းအခြေအနေအသေးစိတ်ကိုမြူစီမာကဆက်လက်စုံစမ်းနေပါတယ်မဲလာစကန်းသိမ်းတိုက်ပွဲစတင်တဲ့မနေ့မနက်ပိုင်းကစပြီးတော့မဲလာအပအဝင်အနီးနားကကြေးရွာတွေကဒေသခံပြည်သူ၄၀၀ကျော်ဟာ တောင်ရင်မြစ်ကိုဖျက်ကူးပြီးတော့ထိုင်းနိုင်ငံဘက်ခြမ်းကိုတင်းရှောင်နေကြရဲ့လို့ဒေတာခန်တွေကပြောပါတယ်ရှောင်နေရတာဆိုတော့အစင်တော့တိတ်မပြေဘူးအခုတက်သိန်းတဲ့စခန်ကရွာနဲ့တော်တော်လေးလေးနေတယ်အဲ့ဒါကြောင့်ရှောင်နေရတာလို့မဲလာဒေတာခန်တို့ကမျိုးစိမကိုပြောပါတယ်တမခွနစ် KNL ပူပေါင်းတက်တွေအနေနဲ့ထိုင်းမြန်မာနယ်စပ်အနီးဒေါနာတောင်ကျော်တက်လျှောက်မှာအထိုင်ချထားတဲ့စစ်ကောင်စီရဲ့တက်စကန်တစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းပိုက်တာတွေပြုလုပ်နေပြီးအချိန်နှလားကျော်ကာလအတွင်းပူလူတူခလေဒေမော်ဖာတူတခေါပီခွေးမဆုတ်တန်းခန်စစ်စကန်နဲ့တာလေဗျူဟာစကန်အခုမဲလာစကန်စတဲ့စကန်6ခုကိုတိုက်ခိုက်သိမ်းပိုက်ထားပါတယ်လက်ရှိမှာတော့ဒေါနာတောင်အရှိဘက်ချန်မြန်မာထိုင်းနယ်ဆက်အနီးမှာ မော်ဖိုးကီနဲ့နော်တရာအပါဝင်စစ်ကောင်စီအထိုင်ချစကန်တွေကြန့်ရှိနေပါသေးတယ် ပူလူတူစကန်ကို KNL ပူပေါင်းတပ်တွေကဖေဖော်ဝါရီ25ရက်နေ့ကစတင်တိုက်ခိုက်ခဲ့ပြီးမက်ဆာ14ရက်နေ့မှာအပီးတက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်အလားတူပဲမက်ဆာ25ရက်နေ့ကကလေဒီစကန်ဧပြီလ16ရက်နေ့ကမော်ဖာတူစကန်မေလ9ရက်နေ့ကတခေါ်ဘီခွစ်ကန်နဲ့မေလ17ရက်နေ့မှာတလဲဘျူဟာစကန်ကိုတိုက်ခိုက်သိမ်းပိုက်ထားပါတယ်ခင်ဗျာ ရခိုင်ပြည်နယ်ဘက်ကိုကြည့်အောင်ပါရခိုင်ပြည်နယ်ကြောက်တော်မှာလေကြောင်းပုံးကျဲမှုကြောင့်နှစ်ရက်အတွင်းလူ၈ဦးသေဆုံးခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်ကြောက်တော်မြို့မှာမေလ14ရက်နဲ့15ရက်နှစ်ရက်အတွင်းလေကြောင်းတိုက်ခိုက်မှုကြောင့်ရက်သား၈ဦးသေဆုံးခဲ့လို့အရခတ်တပ်တော် A ကမေလ15ရက်ညပိုင်းမှာသတင်းထုတ်ပြန်ပါတယ်။ မနေ့ကမေလ15ရက်မွန်လွန်းထဏာရီဝင်းကျင်ကကြောက်တော်မြို့ရွာမရက်ွက်3ချိန်ရွာမရက်ွက်ကို3ချိန်လေချောင်းတိုက်ခိုက်တာတွေလှုပ်ဆောင်ခဲ့ပြီးအမျိုးသမီး2ဦးမျိုးသား4ဦးသေဆုံးက9ဦးထိခိုက်ဒဏ်ရာရရှိခဲ့လို့အေကနမည်နဲ့တကွထုတ်ပြန်ထားပါတယ်သေဆုံးသူတွေမှာ63နှစ်အရွယ်သောရွှေချန်စိန်52နှစ်အရွယ်ဦးထွန်အောင်အသက်50အရွယ်မောင်ဆန်ရွှေ 38နှစ်အရွယ်ဦးစော်ဝင်းဦး42နှစ်အရွယ်ဦးခင်ဦးမောင်ခင်တန်းတို့တေဆုံးခဲ့ပြီးတော့ဒဏ်ရာသူတွေတဲကဒေါ်ကျော့ရင်ဟာပြင်းထန်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တောက်တော်မျိုးရွာမရက်ွက်ဟာမေလ14ရက်ညနေ4နာရီမှာလဲ Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်ခံရပြီးအမျိုးသမီး3ဦးတေဆုံးက5ဦးဒဏ်ရာရရှိခဲ့လို့ AA ကထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့မေလ13ရက်နေ့မှာလဲရဲတပ်တော်မျိုးနဲ့ထုံးရွေရွာဟန်ကို စစ်ကောင်စီကလေကြောင်းဘုံကျဲတိုက်ခိုက်ခဲ့ရာကြောင့်အသက်2နှစ်အရွယ်ကလေးငယ်အပါဝင်အရက်သား12ဦးသေဆုံးခဲ့ပြီးတော့23ဦးထိခိုက်ဒဏ်ရာရရှိကနေအိမ်30လုံးမိလောင်ပျက်စီးခဲ့ပါတယ်ရဲသားတွေကိုအစုလိုက်ပြုံလိုက်တပ်ဖြတ်ပြီးရှစ်ရာဇဝမှုကျူးလွန်နေတဲ့စစ်ကောင်စီရဲ့လုပ်ရက်တွေကိုပြင်းထန်စွာရှုတ်ချကြောင်းနဲ့တပ်ဆိုင်ရာ နိုင်ငံကအဖွဲ့အစည်းတွေစီ ပေးပို့သွားမယ်လို့အရခတက်တော် A ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေဘက်ကိုဆက်ကြည့်အောင်ပါအီရန်ကိုစစ်ရေးရရေးယူရမယ်အရေးကရှောင်ရှားနိုင်ဖို့သဘောတူညီချက်ရလူနေပြီလို့ထရန့်ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဝိုင်းတော်သားကိုဆိုင်ခန့်ကတင်ဆက်ပေးပါပါခင်ဗျာအီရန်ရဲ့နျူကလ িয়ার စီစဉ်အတွက်သဘောတူညီချက်ရလူနေပြီဖြစ်ပြီးစစ်ရေးရရေးယူမှုကိုရှောင်လွှဲနိုင်မှာဖြစ်တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကကြာတာရေးနေမှာပြောဆိုလိုက်ပါတယ် အဲဒါကြောင့်ရေနံဈေးနှုန်းတွေလည်းကျဆင်းလာနေပြီဖြစ်ပြီးသူ့ရဲ့ပင်လယ်ကွေ့ခီးစဉ်ကနေဒေါ်လာထရီလီယံပေါင်းများစွာရှာနိုင်ခဲ့တယ်လို့ကြွားလုံးထုတ်လိုက်ပါတယ်။သူ့ရဲ့ပင်လယ်ကွေ့ခီးစဉ်တတိယနဲ့နောက်ဆုံးအဆင့်ဖြစ်အာရက်ဆော်ဝါများပြည်တော်စု UAE ကိုခီးမဆက်မီကာတာနိုင်ငံမှာအဲ့ဒီမှတ်ချက်စကားကိုပြောကြားလိုက်တာဖြစ်ပါတယ်။သူ့ရဲ့ခီးစဉ်ကိုဆော်ရီအာရေဗျာနိုင်ငံကိုတွားရောက်ခြင်းနဲ့စတင်ခဲ့တာပါ။ ခီးစဉ်ကနေဒေါ်လာထရီလီယံပေါင်းများစွာတန်တဲ့သဘောတူစာချုပ်တွေချုပ်ဆိုနိုင်ခဲ့ပြီးနီးပညာနဲ့ဉာဏ်ရည်သူလုပ်ငန်းတွေဘဝချက်မှဒေတာဖြစ်လာဖို့မျှော်မှန်းထားတဲ့ RS ဆော်ဝါများပြည်တော်စုနယ်လဲဘီလီယံပေါင်းများစွာတန်တဲ့စာချုပ်တွေချုပ်ဆိုနိုင်လိမ့်မယ်လို့မျှော်မှန်းထားပါတယ်အီရန်ကိုနျူကလ িয়ার တိုက်အောင်ကြီးတင့်အပြည့်စည်းပုံကြီးဖြစ်သွားအောင်ကျွန်တော်တို့မလုပ်ပါဘူးလို့သူကဒိုဟာမှာပြောပါတယ်။ ဒီလိုလုပ်เสียမလို့ပဲသဘောတူညီချက်တစ်ခုရဖို့နှီးဆက်လာပြီလို့ကျွန်တော်ထင်ပါတယ်လို့သူ့ရဲ့စေအေးရအေးအယူမှုကိုရည်ညွှန်းပြောဆိုသွားပါတယ်နျူကလ িয়ার ဆိုင်ရာသဘောတူညီချက်ရပြီးအီရန်ပို့ကုန်တွေဈေးကွက်ကိုပြန်ရောက်လာမယ်လို့မျှော်လင့်ချက်တွေမြင့်တက်လာတဲ့အတွက်ထရန်က အခုလိုမှတ်ချက်စကားတွေပြောကြားအပြီးမှာရေနံဈေးနှုန်းတွေဟာ300ကိုင်းနှုန်းကျော်ကျဆင်းသွားခဲ့ပါတယ်အီရန်ကထရန့်အစိုးရနဲ့၄ချိန်အထိဆွေးနွေးထားတာပါ အစ္စရေးကဆေးရအေးယူမယ်လို့ချင်းချောက်နေမှုတွေကိုရှောင်ရှားနိုင်ဖို့နဲ့သူ့ရဲ့အမြင့်ဆုံးဖိအားပေးရေးလှုပ်ရှားမှုကိုဆက်လုပ်နေရေးအရာအဲ့လိုဆွေးနွေးပွဲတွေကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။အသေးပြောက်များခဲ့တဲ့အထက်မြင့်အစအဦးပြိုကျမှုအတွက်ထိုင်းတရားရုံးကဖမ်းရမ်းထုတ်တဲ့တရင်ကိုဆက်လက်ကြည့်ရှုရအောင်ပါ။အလုံသမားဒါဇင်ပေါင်းများစွာတိတ်ဆုံခဲ့ရတဲ့ဗန်ကောက်မြို့မိုးမြော်တိုက်အဆောက်အဦပြိုကျခဲ့မှုအတွက်လူ၁၈ဦးကိုထိုင်းတရားရုံးကကြာတပရိနေကဖမ်းဝရန်ထုတ်လိုက်ပါတယ် မက်စလန်28ရက်နေ့ကအိနီဂျင်မြန်မာနိုင်ငံမှာခုနှစ်တရမခုနှစ်ရစ်စတာစကေးပမာဏနဲ့လှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်နိုင်ငံတော်စည်ရင်စစ်ချုပ်ရုံးအတွက်တိဆောက်နေတဲ့အထက်30ပါမိုးမျော်အဆောက်အဦဟာစက္ကန့်ပိုင်းအတွင်းအုပ်ပုံကြီးအဖြစ်ကျိုးလဲသွားခဲ့ရပါတယ်။အိငလင်ကြောင့်စစ်တမ်းခံနေရတဲ့အိနီဂျင်နိုင်ငံမှာလူထောင်ပေါင်းများစွာတည်ဆုံခဲ့ရပါတယ်။အဲဒီမိုးမျော်အဆောက်အဦဟာဘန်ကောက်မြို့မှာပြိုကျခဲ့တဲ့တဦးတည်းသော အဆောက်အဦတစ်ခုဖြစ်ပါတယ်။ရုတ်တရက်လျင်မြန်စွာပြိုကျခဲ့ရာကြောင့်အဆောက်အဦရေသွင်းတဲ့ဆက်လင်းပြီးတော့မေကွန်းများစွာထွက်ပေါ်လာခဲ့ပါတယ်။ထိုင်းတရားရုံးကလူအုပ်စု၃ခုအတွက်ဖမ်းရန်ထုတ်လိုက်ပါတယ်။ပြိုကျမှုနဲ့ပတ်သက်တဲ့လူ၁၈ဦးဖြစ်ပါတယ်လို့ရဲဒုဗိုလ်ချုပ်ကြီးစီယန်ဘွန်ဆန်က AFP ကိုပြောပါတယ်။ဖမ်းရန်ထုတ်ခံရသူတွေအကြောင်းအသေးစိတ်ကိုတော့သူကပြောမသွားပါဘူး။ ဒါပေမဲ့ထိုင်းမီဒီယာရဲ့ပြောကြားချက်အရတိဆောက်ရေးမှာပါဝင်ခဲ့တဲ့ ITD လုပ်ငန်းကတာဝန်ရှိသူဝန်ထမ်းတွေလည်းပါဝင်တယ်လို့ဆိုပါတယ်အစအဦးအပြိုပြက်သေးကနေအလောင်း86လောင်းရရှိထားပြီးဖြစ်တယ်လို့အာနာပါနေကပြောပါရယ်လူခဏဦးရောကုကြည့်ရှာမတွေ့သေးပါဘူးအဲဒီဆောက်လုပ်ရေးစီမံကိန်းမှာထိုင်းနိုင်ငံရဲ့အကြီးဆုံးဆောက်လုပ်ရေးလုပ်ငန်းဖြစ်တဲ့ ITD နဲ့တရုတ်လုပ်ငန်းစုကြီးတို့ရဲ့ဖက်ဆက်လုပ်ငန်းစီမံကိန်းဖြစ်ပါရယ် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာတွေ့ရှိခဲ့ရတဲ့အားဖြင့်ကွန်ကရီးမှတမနိချောင်းတွေကိုရခင်လာကထိုင်းလုံခြုံရေးအရာရှိတွေကကနအူးစမ်းသက်စစ်ဆေးခဲ့ရအသုံးပြုထားတဲ့တန်ကြောင်းတွေဟာအရေးအသွေးမပြည့်မီတာကိုတွေ့ရှိခဲ့ရပါတယ်ခင်ဗျာထိတ်တန့်တဲ့နောက်ဆုံးရပြည်တွင် နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြတာပါ ခုဆက်လက်ပြီးဒီကနေ့ညနေ9:00နာရီအထိရရှိကြတဲ့ငွေလဲနှုန်းရွှေဈေး73စီဈေးနဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်။ဒါတွေကိုတော့မြစ်စိမဝိုင်းတော်သားကိုမြတ်သူရကစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီသတ်မှတ်စဉ်1100ကျပ်ပြင်ပပေါင်စီ2430ကျပ် စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စဉ်1610ဒသမ44ကျပ်ပြင်ပပေါင်စဉ်3418ကျပ်ဥရောပတယူရိုကိုစစ်ကောင်စီတတ်မှတ်စဉ်2351ဒသမ48ကျပ်ပြင်ပပေါင်စဉ်4900 90ကျပ်ခိုင်ဘတ်ဘတ်ကိုစစ်ကောင်စီတတ်မှတ်စဉ်62.68ကျပ်ပြင်ပပေါင်စဉ်133.8 ား3 4ချက်မလေးရှားတမင်ကစ်ကိုစစ်ကောင်စီတတ်မှတ်စေ489ဒသမ6နှစ်ချက်ပြင်ပပေါင်စေ1038ချက်ပေါင်စေရှိပါတယ်ပေါ်ပြပါငွေလက်လက်နှုတ်တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရပြည်တွင်ရွှေစင်းနှုတ်တွေကတော့အခောက်ရွှေတစ်ချက်သားကိုရွှေကုန်တဲ့အသင်းတတ်မှတ်စေ58သိန်း1000ချက်ပြင်ပပေါင်စေ84သိန်း6000ချက် စကားပေတစ်ချက်သားကိုရွှေကုံတဲ့အင်းတက်မှတ်စေ53သိန်း9325ကျပ်ပြင်ပပေါင်စေ80သိန်း2000ကျပ်ပေါင်စေရှိပါတယ်ပေါ်ပြပါရွှေစင်းတုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရရန်ကုန်73ကြီးစင်းတုံးတွေကတော့ဒီဇယ်လီတာကို2320ကျပ်ပရီမီယံဒီဇယ်လီတာကို2855ကျပ်အောက်တိတ်92လီတာကို2950ကျပ် အော်တိတ်95တလီတာကို2805ကျပ်ပေါက်ဈေးရှိပါတယ်ပေါ်ပြပါဆက်သုံးစီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရစားအောင်စီဈေးနှုန်းတွေကတော့စားအောင်စီတပိတ်တာကိုစစ်ကောင်စီတတ်မှတ်ဈေး6620ကျပ်ပြင်ပပေါက်ဈေး9000ကျပ်ပေါက်ဈေးရှိပါတယ်ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ် တမျက်စိမှ prime time မျက်စိမှသတင်းအစီအစဉ်ကိုတင်ဆက်ပေးကြတာပါကြည့်ရှုအားပေးကြပြည်သူများအားလုံးကိုကျေးဇူးတင်ပါတယ်ဒီအစီအစဉ်ကိုတော့ကျွန်တော်ခန့်ရီကစူးစီးတင်ဆက်ပေးကြတာပါတမျက်စိမှ prime time အစီအစဉ်ကိုနေ့စဉ်တလင်းလာနေကနေတောက်ကြနေသည့်ည9:00ရိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်မင်္ဂလာရှိတဲ့ညချမ်းအချိန်အခါဖြစ်ကြပါစေခင်ဗျာ